တပည့်အုပ်ချုပ်တဲ့မင်းဆိုတာတဲ့လိန်လီတိပြမူတဝါဒစကားကိုမပြောရဘူးတဲ့ပြောရင်ဘာဖြစ်လဲဘယင်ကိုယ်တိုင်ကမူတဝါဒပြောလို့ရှိရင်တဲ့ဘာဖြစ်လဲတတိုင်းတပည့်လုံးမှာမြေစီရေစီတွေဆုတ်သွားတတ်တယ်ဟာမူတဝါဒဖြစ်ကနော်မြေစီရေစီတွေဆုတ်သွားတဲ့အတွက်ကြောင့်စိုက်ပျိုးတဲ့တိဏ္ဏမှာ အစီဓာတ်တွေယုတ်လျော့အဲ့ဒီယုတ်လျော့တဲ့အစာအာဟာရတွေကိုစားတဲ့ပုဂ္ဂိုလ်တွေဟာနော်ဩဇာမရှိတဲ့အစာအာဟာရကိုစားသည့်အတွက်ကြောင့်ယောဂများတယ်တဲ့ယောဂများသည့်အတွက်ကြောင့်တပည့်ခွန်ပါဏာတွေမပေးနိုင်ဘူးမပေးနိုင်တော့ လည်းနီနီပြပြောကြတတ်တဲ့မင်းရဲ့တိုင်းပြည်မှာမင်းဟာဆင်းရဲမွဲတေတဲ့အခြေအနေထားမျိုးရှိတယ်။ကြောင်းကျိုးဆက်ထားကိုပြောပြတာနော်။ကြောင်းကျိုးဆက်ကြောင်းကျိုးဆက်ဆက်မှုဆိုတာအများအားရှိတယ်။ခုကနေ့ခေတ်ကဘာကြီးကပူနွေးတယ်ပူနွေးတယ်နဲ့ပြောနေကြ။တိဗ္ဗံဆရာတွေကတော့အိုဆုံးလွှာကြီးပါလို့လို့ပေါက်လို့ ဒါဖြင့်အိုဆုံးလွာဘာကြောင့်ပါတာဘာကြောင့်ပေါက်တာတုံးလို့ဆိုတဲ့အကြောင်းကိုရှာကြည့်မယ်ဆိုလို့ရှိရင်ကတော့တရဝရီရဲ့ပြုမှုနေတဲ့နေ့စဉ်နဲ့အမျှလူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့လောဘမီးဒေါသမီးတွေပြင်းထန်လာတယ်လို့ဒီလိုပြောမှာတိတ်ဘောအာဃာတောပစ္စုပ္ပတိတောကဘာကြီးမှကြည့် ပြင်းထန်တဲ့ရံညိုးတွေအသေးတွေဒေါသတွေအလွန်များလာတယ်။အဲ့ဒီပြင်းထန်တဲ့ရံညိုးအသေးတွေကြောင့်ကဝါကြီးရဲ့ယာတိဥရုတွေ changes ဖြစ်သွားတယ်။ယာတိဥရုတွေ changes ဖြစ်သွားတဲ့ပြောင်းလဲသွားတဲ့နေရာမှာတိဏ္ဏနေဆိုင်ပြောတယ်။အေးလူတွေကတော့အပေါ်ယံပေါ့ fertilizer တွေနဲ့စိုက်တာဆို။အေး လောဘကြောင့်ရှိတဲ့နာတဲ့ပူရတဲ့နာတဲ့ပူခြင်းဤအတွက်ကြောင့်ဤပညာတွေမျိုးမျိုးသုံးချတိဏ္ဏတွေမကြည်ကြည်အောင်လို့အဲ့ဒီလိုလုံးလို့စီးပွားဖြစ်ပါပြီတဲ့စားလိုက်တဲ့အစာအာဟာရတွေမှာတိဏ္ဏတွေထဲမှာသဘာဝအစီဩဇာတွေကယုတ်လျော့ စားလိုက်တဲ့အစာအာဟာရတွေကလူတွေကိုအထောက်ပံ့မဖြစ်တော့စားပြီးယောဂါတွေဖြစ်လာကြလူတွေလှုပ်တာနော်အဲကြတော့မှ organic organic နဲ့တခါပြန်ဝင်လာပြန်လူတွေလှုပ်တဲ့ဒုက္ခဟာလူတွေပဲခံနေကြမှာပေါ့လောကကြီးတစ်ခုလုံးဟာ အခြေအနေအဲ့ဒီတိုင်းဒါကြောင့်ဆက်ဆက်မှုက လူတွေရဲ့လောဘကြောင့်ဒီနှံနေပျက်စီးသွားတယ်ဟောမဟုတ်တော့မသိဘူးပေါ့ပြောတယ်ကြားတာပန်းဒီသေးသေးလေးတွေခုပြီးတော့ခုတော့ကတော့လက်သီးဆုံးတော့အသေးလက်သီးဆုံးတဲ့သေးတဲ့အသေးလေးတွေပေါ့ဆေးပြန်းပြီးအုပ်လိုက်လို့ရှိရင်အပွားအကြီးတွေဖြစ်သွားတယ်လူတောင်မှအဲ့လိုအခုအထွားကြီးတွေဖြစ်နေတယ် ကျက်နဲ့အဲ့ဒီလိုထွားအောင်လုပ်တော့ဘာကျက်တဲ့စီဘီကျက်ဆိုတာစီဘီကျက်မကောင်းမှန်းသိတဲ့အခါအိမ်ကျက်တွေဒုက္ခပေးလာပြန်နော်ဟိုပြစ်ပြစ်ပြက်နေပုံလေးကိုပြောပြတာပါလူတွေမှာဒါမျိုးဖြစ်လာယောဂဝေဒနာတွေဘယ်ကလာတော့လို့မေးလို့ရှိရင်လောဘကြီးလို့လှုပ်ထားတဲ့အစာအာဟာရတွေစားခြင်းကနေပြီးတော့ လူတွေရဲ့တဏ္ဍမှာယောဂဝေဒနာတွေများလာတာစားလိုက်တဲ့အစာအာဟာရတွေဟာလူတွေကတော့ဗိုက်ပြည့်ရင်ပြီးသွားတယ်လို့အောင်းမိတာဘယ်ဟုတ်မလဲဒီအစာအာဟာရတွေထဲမှာပါတဲ့ကယ်မီကယ်တွေကလူရဲ့ခန္ဓာကိုယ်မှာအသည်ကိုဖြတ်တယ်ကြောက်ကပ်ကိုဖြတ်တယ်အေးအဲ့ဒီအညစ်အကြေးတွေအစိတ်တောက်တွေတောက်စင်းနေ အဲ့ဒါတွေကိုအသေးကမထုတ်ပြနိုင်ဘူးဘုံတို့မိုးကြီးဖြစ်လာတဲ့ကြောက်ကကမထုတ်နိုင်ဘူးဆိုရင်ဟော အသေးယောဂါတဲ့ကြောက်ကယောဂါနဲ့ဒီလိုဖြစ်လာတာဘုံကြီးတွေဝတ်တဲ့သင်္ကန်းတောင်မှပဲအယောင်လှခြင်းတော့ကမိကေဓာတုဗေဒစေစိုးတွေဆိုးဆိုးတဲ့အခါကျတော့ ဒီသင်္ကန်းဝတ်ရတဲ့ကိုတော်တွေမတိမတာတိတိတာတာပေါ့သင်္ကန်းတွေကနေပြီးတော့ကျွတ်ပြီးတော့အရေးအရေးကနေအသားအသားနေတွေးတဲ့ရောက်တွေးတဲ့ရောက်ပြီးတော့ဘယ်ထိအောင်သွားတော့ဆိုအသေးထိရောက်သင်္ကန်းဆိုးဆေးတွေကဒုက္ခပေးတာအဲ့ဒီထိအောင် ရောက်တယ်လို့ဆရာဝန်တူကဒီလိုပြောတယ် အဲ့တော့အစင်းလေးလှဖို့ရအတွက်လောဘကိုအခြေခံပြီးတော့လှုပ်လိုက်တာလောဘကိုအခြေခံပြီးတော့လှုပ်တာတိဏ္ဍသူတဘာဝကိုကြည်အောင်လှုပ်တယ်မြဲမြဲမှဲ့အောင်လှုပ်တယ်ကြာရှိခံအောင်လှုပ်တယ်စေးတွေနဲ့အမျိုးစုံအဲ့ဒါဟာလောဘကိုအခြေခံပြီးတော့လှုပ်တာလောဘကိုအခြေခံလို့လောဘတွေကြီးလာသည့်အတွက်ကြောင့် အဲ့ဒီလောဘနဲ့ဖန်တီးလိုက်တဲ့အရာသည်စာတုံးသူလူတော်ဝါးတွေပေါ်မှာဝန်ထုတ်ဝန်မိုးကြီးတွေဖြစ်လာပြီနောက်ဆုံးကျတော့ဒုက္ခတွေရောက်ကြတာဒါဟုတ်မဟုတ်တော့ဆရာဝန်လေးနဲ့မေးပေါ့လေဟုတ်တာပြောပြောတာအဲ့ဒီလိုဆက်ဆက်မမှုတွေရသဗျာဟောတဲ့ရားကြည့်မယ်လို့ရှိရင်လို့ရှိရင်လည်း လောကကြီးတစ်ခုလုံးပျက်စီးနေတာဒုက္ခရောက်တာလောဘရဲ့ဒေါသရဲ့မောဟရဲ့အခြေခံအားဒီသုံးခုကြောင့်ဖြစ်တာဟုတ်ကဘာကြီးဖြစ်စီးတာလဲလောဘဒေါသမောဟကြောင့်ဖြစ်စီးတာလောဘကြီးလို့ရှိရင်ရေဖြစ်တယ်ဒေါသကြီးရင်မီးဖြစ်တယ်မောဟကြီးရင်လေဖြစ်တယ်လို့ဆို ဖြစ်အင်အားစုကြီးသုံးခုကဘာကိုဖြစ်စီသွားအခုခေတ်မှာဒေါသကြီးတာဖြစ်သွားကြဘာဖြစ်ပြီးဖြစ်မှာပဲတနေ့တခြားဘာကြီးကပူလာပေါ့ဒီလိုဆိုလိုတာပေါ့ကဘာကြီးပူလာပူလာပူနွေးလာတဲ့အတွက်ယာတိဥရုတွေ changes ဖြစ်လာ ဖြစ်လာတဲ့မတည်ငြိမ်တဲ့ယာတိဥရုပေါ်ဆိုက်ပြိုးတဲ့ဉာဏ်တွေဟာအစီတွေဩဇာတွေဆုတ်သွား ဆုတ်သွားတဲ့အစီဩဇာရှိတဲ့အာဟာရကိုစားတဲ့လူတွေရဲ့တက်တန်းနေလဲဆုတ်လာတယ်လို့ဆိုတာမြတ်စွာဘုရားဟောထားတဲ့အထက်မှာဒါအထင်ရှားရှိပါတယ်ကြောင်းကျိုးဆက်နွယ်မှုတွေရှိတယ်ဒါကြောင့်မလို့ရေကြီးဆုံးကလောဘကိုဒေါသကိုမောဟကိုဆိုတဲ့ဒီအကုသိုလ်တရားတွေချိုးနှိမ်ပြီးတော့အလောဘအရောဒအမောဟဆိုတဲ့ကုသိုလ်တရားတွေဖြစ်ပွားပြီး ကောင်းကျိုးချမ်းသာတွေရအောင်ကုသိုလ်တွေများများလုပ်နိုင်မှသာလဲသက်ရှိခြင်းစတဲ့ကြိုးကျေးဇူးတွေကိုရနိုင်တယ်။ဒါကြောင့်မို့ကုသိုလ်ဆိုတာလှုပ်ရှားရတဲ့မေတ္တာဘာဝနာဒေါသကိုချိုးနှိမ်မှုမေတ္တာဘာဝနာတွေပွားများအထောက်ရတဲ့မောဟဆိုတာကိုချိုးနှိမ်မှုအသိပညာတွေစီးပူးအထောက်ကြရမယ်။